လေးတွေကပွဲသားပြောတဲ့အတိုင်းရုံယုံကြီးပွဲသားပြောတဲ့အတိုင်းပဲလိုက်သွားတော့ကိုကျတော့တနာဖို့ကောင်းတယ်အဲ့ဒီပို့လိုက်တဲ့ပွဲသားသူ့အတွက်စင်ကူဒေါ်လာ2000 3000လောက်အိတ်တဲ့ထဲကျွန်တော်တို့မြို့နေလူလမ်းစားတွေအတွက်ကတော့ domestic worker မရှိဘဲနဲ့ကျွန်တော်တို့အသက်ရှင်ရက်တီလို့မရပါဘူးအဲ့တော့သူတို့နဲ့ကျွန်တော်တို့နဲ့ဟာ main fat တွေဖြစ်တယ်အလုံသမားအလုံရှင်မဟုတ်အိမ်ပေါ်လို့အများခေါ်တဲ့အိမ်ကူအလုပ်သမားတွေအတွက်အိမ်ရှင်တွေရဲ့အနိုင်ကျင့်နှိပ်စက်မှုနဲ့လူအခွင့်အရေးချိုးဖောက်ခံရမှုတွေကို ကာကွယ်ပေးနိုင်ဖို့ဥပဒေမြန်မာပြည်မှာမရှိသေးပါဘူး။နောက်ပြီးနိုင်ငံเจ้าမှာအင်ကူဖြစ်သွားရောက်လောက်ကင်မဲ့သူတွေတရားဝင်ဖြစ်လာဖို့လည်းအရေးကြီးနေပါတယ်။ဒီလူသမားတွေကိုကာကွယ်ဖို့ရွှေပြောင်းအလုသမားတွေအတွက်ပြင်ပအလုကင်ဆိုင်ရာဥပဒေကိုခင့်နေအညီလိုင်ယောညီထွေအောင်ပြင်ဆင်ဖို့အစည်းအဝေးတွေလှုပ်ဆောင်နေတဲ့အပြင်လက်တွေ့လှုပ်ဆောင်နေတဲ့ဖွဲ့စည်းတွေနဲ့ပူးပေါင်းနေတယ်လို့အလုသမားညွှန်ကြားရေးဦးစီးဌာနကပြောဆိုထားပါတယ် ဘယ်လိုအစီအစဉ်တွေရှိလဲဒေါခင်တွေဦးကရှင်းပြပါရယ် domestic worker ဆိုတော့ vulnerable person ပေါ့နော် vulnerable person ဆိုတော့ तू ကတော့ issue လည်းများတယ်များတဲ့အတွက်တော့သူ့ကိုတော့အထူး emphasize လုပ်တယ်ပေါ့ဒါပေမဲ့တို့တခြားရွှေပြောင်းအလုပ်သမားတွေလည်းရှိနေရပဲအဲ့တော့ရွှေပြောင်းအလုပ်သမားတွေမှာပြပအလုပ်အကန့်ဆိုင်ရာဥပဒေပေါ့အဲ့ဒီပြပအလုပ်ကန့်ဆိုင်ရာဥပဒေကိုခင်းတဲ့အညီလိုက်ပြောင်းညီထွေအောင်လို့ဥပဒေကိုပြင်ဆင်ရေးဆွဲဖို့လုပ်ထားတယ်ပြင်ဆင်ရေးဆွဲနေပြီအဲ့ဒီခါလေအစည်းအဝေးတွေလည်းလုပ်ထားပြီအဲ့တော့ကြတော့ဒီပေါ့နော်ပညာရှင်တွေပေါ့ ILO တို့ IWM တို့ Regional Women တို့အကုန်လုံးကနေပြီးအဖွဲ့အစည်းတွေပေါ့နော်လက်တွေ့နယ်ပယ်တွေမှာလုပ်နေတဲ့လူမှုအဖွဲ့အစည်းတွေကိုယ်နဲ့ တ်သက်နေတဲ့ sport အစည်းတွေပေါ့အဲ့ဒီအဖွဲ့အစည်းတွေလည်းဖိတ်ပြီးတော့အကြံဉာဏ်တွေလည်းတောင်းထားပြီးအခုနောက်ဆုံးအဆင့်ကိုအာလိုကနေပြီးတော့ expand နဲ့ဆွဲနေပြီပေါ့နော်လက်ရှိမှာလည်းအင်းဝအချုပ်ဆိုင် အင်ကူမိန်ကလေးနှစ်ဦးရဲ့ကိစ္စကလည်းလူရရဲ့ဗဇက်ပြားမှာရေပန်းစားနေပါတယ်လူခွင့်ရေးအတွက်ကာကွယ်ရေးယူမြင့်တင်ရမယ်အစားလူခွင့်ရေးကော်မရှင်ရဲ့ပေါ့လျော့တဲ့ဆောင်ရွက်မှုတွေနဲ့တာဝန်မဲ့မှုတွေကိုပြည်သူတွေကအပြင်းထန်ဝေဖန်နေကြပါတယ် Triangle Women Support အဖွဲ့က မက်ခင်လီကတော့အမျိုးသားလူခွင့်ရေးကော်မရှင်အပေါ်မှာအခုလိုမျိုးမေးခွန်းထုတ်လာပါဗျ။ကျွန်တော်ကတော့သူတို့ရဲ့တာဝန်မဲ့တယ်နော်။ဟိုသာသမီချင်းကိုချင်းမစားတဲ့လောက်ရလို့ပဲကျွန်တော်ကတော့မြင်တယ်။ဒါမျိုးတွေအရှိမလဲသူတို့ဘလောက်လုတ်ခဲ့လဲကျွန်တော်တို့မသိနိုင်ဘူး။ဒါနာမည်ကြီးကထွက်လာပြီးနာမည်ကြီးသွားလို့ကျမတို့သိရတာအရှိမလုတ်ခဲ့တဲ့ကိစ္စတွေမှာပေါ့ဒီလိုပဲဖြည့်ရှင်းခဲ့သလား ဲ့တော့ကျမတို့ကအစတည်း MNHRC ကိုပြောတာစာတိုက်ဘုံလို့ကျမတို့ပြောတယ်။ဘာလို့လဲဆိုရင်တိုင်ကြားစာတွေလာတယ်သူတို့ကလက်ခံထားတယ်ပြီးတဲ့အခါမှာသက်ဆိုင်ရာဝန်ကြီးဌာနတွေဒါတွေတော့တိုင်ပါတယ်ဆိုတာကိုပဲသူတို့ပြောတဲ့အဆင်ရှိတယ်။အခုကျတော့စာတိုက်ဘုံအဆင့်ကတော့မှရော့ကျသွားတယ်လို့တော့ပို့ပြီးတော့ပြင့်နေရပေါ့နော်။အင်းရှင်ကလည်းစာနာတဲ့ရမှာ ဖြစ်တယ်လို့အလုရှင်အလုသမားဆက်ဆံရေးအဆင်ပြေမှနှစ်ဦးနှစ်ပတ်အကျိုးရှိမယ်လို့မက်ခင်တွေကဆိုပါတယ်။ကိုလုံးတဲ့အလုပ်ကိုကျွမ်းကျင်ရမယ်ကိုကိုတိုင်ကလည်း ဟိုဘယ်လိုပြောမလဲဟိုစေတနာထားပြီးလောက်ရမယ်ပေါ့အဲ့တော့မှအလုံရှင်ကောအလုံသမားကောဟိုဆက်ဆံရေးကောင်းပုံမှာဒါသူလဲလုပ်ငန်းခွင်ထဲမှာပြောမယ်အလုံရှင်အတွက်လည်းအဆင်ပြေမယ်အလုံသမားအတွက်လည်းအဆင်ပြေမှာဖြစ်ပါတယ်